တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမခင်ဗျာရှမာတဲ့ခရစ်ဝင်ကျမ်းခန်းကြီး27ကိုဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာလေ့လာမှာဖြစ်ပါတယ်အကျမ်းပြည့်လောက်ကြိုတင်ဖော်ပြရမယ်ဆိုရင်တော့ ဒီကျမ်းဟာခရစ်တော်ယေရုရှလင်မြို့ရင်းကိုဝင်ရောက်ခြင်းသင်္ဘောသဖမ်းမင်တပင်ကိုချိန်ဆခြင်းစတဲ့အချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးနောက်မှာတော့ဂျစ်ပရောဟိတ်အကြီးအကဲတွေနဲ့လူစုတွေကအကြီးအကဲတွေကသူ့ကိုသွေးရောစမ်းကြပုံတွေနဲ့ဒါတွေကိုသူကဥပမာစကားတွေနဲ့ပြန်လဲခွန့်တုံခြေပပုံတွေကိုတွေ့မြင်ကြရမှာဖြစ်ပါလေ။ရှင်မသဲခရစ်ဝင်ကျမ်းရဲ့ခရစ်တော်ရဲ့လှုပ်ရှားသက်ဝင်မှုတွေဟာဒီကျမ်းမှာစုရသက်ပွဲချက်မြက်သွက်လက်စွာတွေ့မြင်ရပါလိမ့်မယ်။ အင်မတန်ရဲရင်းတဲ့ဂျင်ညာချက်တွေရှေ့ကိုအလွန်ခြေလှမ်းကျဲနေတဲ့ဂျင်ညာချက်တွေနဲ့သူဟာမြို့တော်ကြီးတဲကိုဝင်ရောက်လာတာဖြစ်ပါတယ်ဗိမှန်တော်ကိုသူဒီအခန်းရဲ့ကျမ်းပိုင်းတွေမှာသင်ရှင်းလုတ်ပြခြင်းဟာဖျားသခင်ရဲ့ရည်မှန်းချက်ကိုပြသလိုက်တာဖြစ်ပြီးတော့သင်မောသဖန်းမင်ကိုချိန်ဆခြင်းဟာတော့သူ့ရဲ့တကိုးအာနာရဲ့လက္ခဏာတက်တည်လို့ယူရင်ရပါတယ်ဒီပရောဟိတ်အကြီးအကဲနဲ့လူအကြီးအကဲတွေကိုရင်ဆိုင်ပြီးတုံ့ပြန်ပြောဆိုရင်းနဲ့ဥပမာတွေကိုသူဖွင့်ဆိုတာကတော့ သူ့အပေါ်မှာတေချောင်းကြံစီမှုအတွက်အပြစ်တင်ဝေဖန်လိုက်တာပဲဖြစ်တယ်လို့ကျွန်တော်တို့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။မိဆွေတို့အထူးသတိပြုမိရမယ်အချက်ကတော့ခရစ်တော်ရဲ့ပြတ်သားမှုနဲ့တည်ငြိမ်သောအသွင်တံတွေဖြစ်ပါလိမ့်မယ်။သူ့အတွက်သူဆုံးဖြတ်ချက်အတိုင်းမင်းတို့လုကြတော့ဆိုပြီးတော့ပြသလိုက်တဲ့ဒီသရံဟာမဟာဆန်လှတဲ့ဘုရင်တကာတို့ဘုရင်ရဲ့သေခြင်းတို့ချီတက်ရလမ်းအကြောင်းကိုမျက်မြင်ဒိဋ္ဌတွေ့ရအောင်ဖော်ပြနေခြင်းပဲဖြစ်ပါလိမ့်မယ်။ ဒါတွေကိုအခုဆက်လက်ပြီးတော့နားတော်တာဆင်ကြပါစို့အောင်ပန်းဆင်ပြီးဝင်ချင်းလောဆိုတဲ့ကောင်းစဉ်နဲ့စရမယ်ဆိုရင်တော့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး23အငယ်1ကနေ3အထိဖတ်ပြပါမယ်ယေရုရှလင်မြို့အနီးသို့ချင်း၍ပန်းလင်းတောင်ချီရင်း၌ဘက်ဖာဂေရွာသို့ရောက်ကြသောအခါယေရှုသည်တပြည့်တော်နှစ်ယောက်တို့ကိုဆေလွှတ်၍တင်တို့ရှိ၌ရှိသောရွာသို့တွားကြထိုရွာ၌ခြိနှောင်ရရှိသောမြဲမကြီးနှင့်မြဲကလေးကိုတင်တို့သည်ချက်ချင်းတွေ့ကြလိမ့်မည် မြဲကျိုးကိုဖြည့်၍ငါထံသို့ဆောင်ခဲ့ကြသူတစ်ပါးသည်သင်တို့အားတစုံတစ်ခုကိုဆိုခြင်းသခင်အလိုရှိပြီဟုပြန်ပြောကြလော့ထိုသို့ပြောလျင်ထိုသူသည်ချက်ချင်းပေးလိုက်လိမ့်မည်ဟုမှာထားတော်မူ၏ဒီကျမ်းကိုတချို့ကအံဩပွဲတကူပြတဲ့ကျမ်းပိုင်းလို့ထင်ကြပါတယ်ကျွန်တော်ကတော့ခရစ်တော်ဟာယေရုရှလင်မှာအရင်တစ်ခေါက်ရောက်လာကြတဲ့ကသူတနေ့နဲ့တစ်ချိန်ချင်းဒီလိုလာရောက်မယ်ဒီလိုလာရောက်တဲ့အချိန်မှာဒီလိုဒီလိုမှာလိုက်မယ်လူလွတ်လိုက်မယ်ပြင်ဆင်ထားနေကြဆိုပြီးတော့ မှာကြားထားခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ယူဆပါတယ်။ပတ်သက်ခါပွဲတော်အတွက်ငါရောက်လာအောင်မင်းတို့ပြင်ဆင်ထားနေကြဆိုရင် အသင့်ပြင်ဆင်ထားနေကြမှာပဲလို့လေကျွန်တော်ရှုထောင့်ကနေကျွန်တော်တွေးပါတယ်။ဒီတော့ခရစ်တော်ရဲ့အံ့ဩဖွယ်အကြောင်းဟာရှေ့မှာမှပို့ပြီးတော့ထင်ရှားလာမှာဖြစ်ပါတယ်။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး27အငယ်၄နဲ့၅ထိုအကြောင်းအရာဟူမူကားသင်ဤအရှင်မင်းကြီးသည်မြဲမနှင့်မြဲကလေးကိုစီး၍ နူးညံ့သိမ်မွေသောစိတ်နှင့်တေရှိယာတို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့ဟုဇီးအောင်တို့သမီးအားပြောကြလော့ဟုသောပရောဖက်ဤနှုတ်ထွက်ပြည့်စုံမည်အကြောင်းဖြစ်သည်ဒီအချက်ကတော့ဇာခရီအနာဂတိကျမ်းအခန်းကြီး9အငယ်9ကနေကောက်နှုတ်တင်ပြချက်ပဲဖြစ်ပါတယ်ဒီကျမ်းမှာဆိုပုံကအိုးဇီးအောင်တို့သမီးအလွန်ဝမ်းမြောက်လော့အိုးယေရုရှလင်မြို့တို့သမီးကြွေးကြော်လော့တရားသဖြင့်စီရင်၍တို့ရောက်သောသခင်သေးအရှင်မင်းကြီးသည် မြဲမနှင့်မြဲကလေးကိုစီး၍နူးညံ့သိမ်မွေ့သောစိတ်နှင့်သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလောဆိုတဲ့ကျမ်းစကားတွေပဲဖြစ်ပါတယ်။ဒီတော့မူရင်းဇာခရိအနာဂတ်လောက်ရှင်မသဲဟာအသေးမစိတ်ပဲတချို့အပိုင်းတွေကိုခြံလက်ခဲ့တာပေါ်လာပါတယ်။အိုးစည်းုံတို့သမီးအလွန်ဝမ်းမြောက်တော့ဆိုတာပါမလာပါဘူး။ဘာဖြစ်လို့ဒါကိုခြံခဲ့သလဲဆိုတော့အခုခရစ်တော်ယေရုရှလင်ကိုဝင်ရောက်တာဟာစည်းုံတို့သမီးရဲ့ဝမ်းမြောက်ခြင်းမဟုတ်သေးလို့ပါပဲ။အဲ့ဒီအတိုင်းပဲ တရားသဖြင့်စီရင်၍ကယ်တင်ခြင်းသို့ရောက်သောသခင်ဆိုတာလေပါမလာသေးဘူးကယ်တင်ခြင်းသို့ရောက်ခြင်းဆိုတာအောင်မြင်ခြင်းရဲ့အ내အတိတ်ပဲ ਨੇ တူတယ်ဒီတော့ဒီလိုစည်းအောင်သူတို့သူဝမ်းမြောက်ခြင်းနဲ့အောင်မြင်ခြင်းဆိုတာတွေဟာခရစ်တော်ရဲ့အခုကြွလာတော်မူခြင်းမဟုတ်သေးပဲဒုတိယအချိန်ကြွလာတော်မူမဲ့အချိန်ကိုသာညီညွန်းတယ်ဆိုတာပေါ်လွင်နေပါတယ်အကုန်လုံးပေါင်းပြီးတော့စဉ်းစားလိုက်တဲ့အခါကျတော့ခရစ်တော်ရဲ့ဒုတိယမြောက်ကြွလာတော်မူသောအချိန်ဒီသာ စစ်မှန်သောအောင်မြင်ခွင့်စစ်မှန်သောအောင်ပန်းစဉ်ကြွလာတော်မူခြင်းလို့ဆိုရပါလိမ့်မယ်။ဒီလိုဆိုလို့ဒီအနာဂတ်ကျမ်းဟာမပြည့်စုံဘူးလို့လဲမဆိုနိုင်ပြန်တာကိုအခုလို့မြင်နိုင်ပါတယ်။မြေကလေးကိုစီးပြီးဝင်ရောက်တာဟာခရစ်တော်ရဲ့နူးညံ့သိမ်မွေ့ခြင်းကိုပြတာပါတယ်။မြေဟာငင်းချမ်းရဲ့သရဝါမြေဟာစစ်ရဲ့သရုပ်ဖြစ်ပါတယ်။ယေရှုခရစ်တော်ရဲ့အချိန်ကာလမှာမြေကလေးကိုစီးတာဟာမင်းတပါအခုခေတ်မှာ ကားစီးပြီးတော့ မြို့ကြီးတဲကိုပတ်တာနဲ့တူတူပါပဲဒါကြောင့်ဒီ prophet ရဲ့စကားဟာဒီနေရာမှာညင်းလို့မရအောင်မှန်ကန်နေတာကိုတွေ့ရပြန်ပါတယ်ခရစ်တော်ရဲ့ဒုတိယအကျင့်အောင်ပွဲခံပြီးကြွလာခြင်းကိုလည်းထမှန်ဖြည့်ဆည်းအောင်မယ်ဆိုတာကျွန်တော်တို့ကြိုတင်သဘောပေါက်ကြဖို့လိုပါတယ်ရှင်မဖက်ခရစ်ဝင်ခန်းကြီး27အငယ်6မှ9တပည့်တော်တို့သည်တွား၍အမိန့်တော်အတိုင်းပြုသဖြင့်မြဲမနှင့်မြဲကလေးကိုဆောင်ခဲ၍မြဲကြောပေါ်မှမိမိတို့အဖို့ကိုတင်ကြပြီးလျှင် ကိုတော်သည်စီးတော်မူ၏အတိုင်းမသိများစွာသောလူတို့သည်မိမိတို့အဖို့ကိုလမ်း၌ခင်းကြ၏အချို့တို့သည်တစ်ကိုင်းတစ်ခက်များကို ခုတ်၍လမ်း၌ခင်းကြ၏ရှေ့နောက်လိုက်ပွားသောအချံအရံများတို့ကဒါဝိဒ်၏သားတော်အားဟောရှနာဖြစ်စေသတည်းထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ကောင်းကင်ဘဝဲ့ဝဲဟောရှနာဖြစ်စေသတည်းဟုကြွေးကြော်ကြ၏။ဒီအဝင်လန်းကိုယေရှုတခါမှမဝင်ခဲ့သေးဘူးဆိုတာကို ယောဟန်ခရစ်ဝင်မှာကျွန်တော်တို့လေ့လာနိုင်ပါလိမ့်မယ်ကျွန်တော်အယူအဆကိုပြောရရင်တော့ခရစ်တော်ဟာအရင်တခါတုန်းကတမူထူးပြီးတော့လမ်းကျမ်းတစ်ခုကိုရွေးချယ်ဝင်ရောက်ခဲ့တယ်လို့ထင်ပါတယ်အသေးခံရမယ့်သိုးတွေဝင်တဲ့လမ်းတစ်ခုကိုသူဝင်ခဲ့ဘူးပါလိမ့်မယ်ဒါပေမဲ့အခုဝင်လာတဲ့လမ်းကတော့သူဟာဘယင်ဖြစ်တယ်ဆိုတော့ကြီးညာချက်တရံနဲ့ဝင်လာခြင်းဖြစ်တယ်သူ့ပရိသတ်ကလည်းသူ့ကိုဘယင်တပါးအဖြစ်အသိအမှတ်ပြုပြီးလိုက်ပါလာကြတယ်လို့မြင်ရောက်နိုင်ပါတယ် ဒါကိုယေရုရှလင်မြို့ကပရိသတ်ကတော့လက်ခံမလားပယ်ချမလားဒါဟာသူတို့ရဲ့သဘောပေါ့ရှမာသက်ခရဝင်အခန်းကြီး27အငယ်30နဲ့17အရာယေရုရှလင်မြို့သို့ဝင်တော်မူသောအခါတမျိုးလုံးအုပ်သေးသေးပြေးပြီဤသူကအဘယ်သူနည်းဟုမေးမြန်းကြသည်လူအစုအဝေးတို့ကဤသူသည်ဂါလိလဲပြည်နာဇရက်မြို့၌ပေါ်ထွန်းသောပရောဖက်ယေရှုဗေဒီဟုပြောဆိုကြ၏ယေရုရှလင်မြို့သားတွေသူ့အပေါ်မှာတိုက်တယ်လို့ဆုံးဖြတ်ဖို့ ခရစ်တော်ရဲ့ဆောင်ရွက်လှုပ်ရှားမှုတွေဟာတောင်းဆိုနေတယ်လို့ရှိနေပါပြီ။ဗိမာန်တော်အားတန်ရှင်းစေခြင်းဆိုတဲ့အချက်ကိုတော့အငယ်7နှစ်73တို့မှာအခုလိုတွေ့ရပြန်ပါတယ်။ယေရှုသည်ဘုရားသခင်ဗိမာန်တော်သို့ဝင်တော်မူပြီးလျှင်ဗိမာန်တော်၌ရောင်းဝယ်တော်သူအပေါင်းတို့ကိုနှင်ထုတ်၍ငွေလဲတော်သူတို့၏ခုံများကို၎င်းကျွန်းငယ်ရောင်းတော်သူတို့ဤထိုင်နေရာကို၎င်းတွန်းလဲတော်မူလျက်ငါအိမ်ကိုဆူတောင်းရအိမ်ဟုခေါ်ဝေါ်ကြလက်တန်းဟုဆိုတော်လဲ ်သင်တို့ဒီထိုးအင်ကိုဓမြတွင်ဖြစ်စေကြပြီတကားဟုမိန့်တော်မူ၏အတော်ပြင်းထန်တဲ့ဝေါ်ဟာရဒီနဲ့ပြုမှုဆောင်ရွက်ချက်တွေပါပဲကျွန်တော်ကခရစ်တော်ဟာယေရုရှလင်မြို့တော်ကိုအခုဝင်တာဟာအောင်မြင်ခြင်းနဲ့ဝင်တယ်လို့မမြင်ဘူးဆိုတာကျွန်တော်အယူဆပြောခဲ့ပြီးပြီနော်ဇာခရီးရဲ့အနာဂတ်ဟာလုံးဝပြီးပြည့်စုံခြင်းလို့မထင်ဘူးဆိုတာလည်းပြင်ပြခဲ့ပြီဟုတ်တယ်အခုအထိသူဒီမြို့ကိုဝင်တာဟာသူဟာကက်တင်ရှင်သခင်ဖြစ်တယ်ဆိုတာကိုထင်ရှားစေခြင်းအတွက် ဝင်ရောက်ခြင်းအဖြစ်ကိုသာပို့ပြီးတော့တွေ့နေရတယ်။ခရစ်တော်အခုဆောင်တဲ့သရုပ်တည်းဟာသူ့ကိုယ်ကိုယ်သူလူသားတွေရှေ့မှာနောက်ဆုံးပေါ်လွင်ထင်ရှားစေခြင်းနဲ့သရုပ်တည်းပြတ်ဖနေတာပဲလို့ကျွန်တော်တို့သဘောထားတယ်။ခရစ်ဝင်ကျမ်း၄ခုစလုံးကိုတစုတပေါင်းနဲ့ထွေးပြီးတော့လေ့လာရင်ဒီအချက်တွေဟာပို့ပြီးတော့တောင်မှ ပြည်ပြင်းနိုင်ပါတယ်။အသေးချာတွက်ကြည့်လိုက်ရင်ဒီမျိုးတော်ကြီးကိုသူကအောင်ပွဲခံတယ်ဆိုပြီးတော့တည့်ရက်ထဲနဲ့ဝင်လာတာမဟုတ်ပါဘူး။ သုံးရက်ခွဲကြပြီးသုံးကြိမ်ဝင်ရောက်ခဲ့တယ်ဆိုတာအထင်းသာပေါ်လွင်နေပါတယ်။ဒါခရစ်ဝင်ကျမ်းနေအကုန်လုံးကိုပေါင်းပြီးတော့လေ့လာမှတွေ့ရမယ့်အချက်ပါ။ပထမအကြိမ်ကတော့စနေနေ့တနေ့လုံးကပဲ။ဥပုံနေ့လို့ဆိုပါတော့ဥပုံနေ့ဖြစ်တဲ့အတွက်ဂျူးလူမျိုးတို့ဟာပြည့်ညက်တရားနဲ့အညီငွေလဲလဲသူတွေမရှိနိုင်သေးပါဘူး။ရှင်မာကုခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်7ယေရှုသည်ယေရုရှလင်မြို့သို့၎င်းဗိမာန်တော်သို့၎င်းဝင်၍အရာရာတို့ကိုကြီးစီတော်မူပြီးလျှင် မိုးချုပ်သောကြောင့်တကြိမ်နှစ်ပါးသောသူတို့နှင့်တကွဘေသနိယွာတို့ဖက်ကြွတော်မူ၏ခရစ်တော်ဒီနေရာမှာပြတ်သားတာတော့တရားဟောဆရာတယောက်အဖြစ်ကြွလာခြင်းပဲဒုတိယအကြိမ်သူကြွတဲ့နေ့ကတော့တနင်္ဂနွေနေ့ဂျူးလူမျိုးတို့အဖို့ယဒရဘတ်ရဲ့ပထမနေ့ပဲအဲ့ဒီနေ့မှာငွေလဲတဲ့စီးပွားရေးသမားတွေရှိနေပြီဒါကိုသူရှင်းထုတ်တယ်အခုဖတ်ခဲ့ရတဲ့ရှမာသက်ခရစ်ဝင်ကျမ်းအခန်းကြီး27အငယ်7နဲ့73မှာဒါကိုဖော်ပြတယ်သူဟာဘရင်အဖြစ်ကြွလာခြင်းပေါ့ တတိယအကျင့်ရောက်လာတာကတော့တနင်္လာနေ့ပြည့်ရပဲယေသရဘတ်တခုရဲ့ပထမနေ့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့သူဟာယေရုရှလင်မြို့တော်ကိုကြည့်ပြီးမျက်ရည်ကျတယ်ဒီနေ့မှာသူဟာဗိမာန်တော်ထဲကိုဝင်ပြီးတော့သွန်သင်ဆုံးမတယ်ယောဂါတွေကိုကုသပေးခဲ့တယ်ဒီအချိန်မှာတော့သူကြွလာခြင်းဟာပရောဖက်တပါအဖြစ်နဲ့ကြွလာခြင်းပေါ့ဒီတော့တစ်တရားဟောဆရာ နှစ်ဘယင်အဖြစ်သုံးပရောဖက်တပါအဖြစ်သုံးရက်ခွဲခြားပြီးတော့ကြွလာခြင်းလို့ဆိုနိုင်ပါတယ်ဒီတော့ မဿဲမာကုလုကာကျမ်း၃ဆောင်ကိုစုံစုံစစ်စစ်လေ့လာရင်ဒီအတိုင်းအဖြစ်အပျက်ကိုရရှိပါတယ်။မြို့တော်ကြီးကိုခရစ်တော်ဝင်တာဟာ၃ချိန်ဖြစ်တယ်။နေ့ရက်တွေကြွားချနေတယ်လို့ကျွန်တော်တို့မြင်ရတယ်။တရုတ်၃မျိုးကိုပေါ်ပြနေတယ်လို့လည်းဆုံးဖြတ်နိုင်တယ်။ဥပ္ပိစေတရားဟောဆရာဘယင်ပရောဖက်တို့ရဲ့ဗရန်ဒီအမျိုးမျိုးနဲ့ဖြစ်တယ်။နေ့စဉ်သူဟာဘေသနိယွာကလေးမှာတပ်ပြီးအိတ်ဆက်ခဲ့တယ်။သူ့ကိုဖမ်းဆီးတဲ့အချိန်အထိမြို့တော်မှာညမအိတ်ခဲ့ပါဘူးလို့အဖြေတွေပေါ်ထွက်လာပါတယ်။ ဒါတွေကြောင့်ဒီလိုမျိုးတော်တဲကိုယေရှုဝင်ရောက်ခြင်းဟာအောင်ပန်းဆင်၍ဝင်ခြင်းလောလို့ကျွန်တော်ကမေခွန်းထုတ်ပြီးတော့ဒီကောင်းစဉ်ကိုရွေးလိုက်တာပါအမှန်တော့တကယ်အောင်ပန်းဆင်ခြင်းဟာဒုတိယအချိန်မြောက်တရားစီရင်ရာကာလသူကြွလာတော့မှအောင်ပန်းဆင်ပြီးကြွလာတော်မူခြင်းလို့အေကန်အမှန်ကျွန်တော်တွေ့ရလိမ့်မယ်ဒီလိုကျွန်တော်ကပြောတော့အခုကြွလာတော်မူခြင်းဟာကိုအောင်ပန်းဆင်ခြင်းမဟုတ်ဘူးလားလို့မေးတဲ့လူတွေကမေးကြမယ်အောင်ပန်းဆင်ခြင်းအဖြစ် ပြေဝစုံလင်တယ်လို့ကျွန်တော်ကတူးချင်းအနေနဲ့မယူဆပါဘူးဒါပေမဲ့စဉ်းစားကြပါလို့တော့ကျွန်တော်ဆိုလိုချင်ပါတယ်အားလုံးကိုကိုအတွေးခေါ်နဲ့ကိုအနုလုံပြိလုံ တွေးခေါ်ပြောင်းမြင် ကြည့်စေချင်ပါတယ်အခုကယ်တင်ရှင်အဖြစ်ဘယင်အဖြစ်သူ့နမိတ်တွေကိုဆောင်းပြီးဝင်လာခဲ့တဲ့ယေရုရှလင်ခရီးစဉ်မှာတော့သူ့အတွက်အသေးခံရကားတိုင်းတော်ဟာစောင့်ဆိုင်းလို့နေလေရဲ့နောက်တစ်ခါဒုတိယအကြိမ်ကျမှအောင်ပွဲခံရမယ်ဆိုတာဘာကြောင့်ကျွန်တော်ပြောတယ်လဲ ဟေပြောဩဝါဒစာခန်းကြီးကိုအငယ်28မှာထိုနည်းတူခရစ်တော်သည်လူများအပြစ်တို့ကိုခံခြင်းကတခါတည်းကိုကိုကိုပူဇော်ပြီးမှနောက်တဖန်ထိုသခင်ကိုမျှော်လင့်လျက်နေသောသူတို့ကိုကယ်တင်ခြင်းအလို့ငါအပြစ်နှင့်မဆိုင်ဘဲပေါ်ထွန်းတော်မူလက်တန့်ဆိုတဲ့စကားတွေကိုတွေ့ရခြင်းအဖြစ်ဒီကျမ်းစာဟာတွတ်တော်တော်မူခြင်းနှစ်ခုကိုပေါင်းစုပြီးအဲ့ဒီလိုရေးသားပေါ်ပြထားတယ်အဲ့ဒီလိုပဲဇာခရိအနာဂတ်ကျမ်းအခန်းကြီး14အငယ်၄မှာဆိုရင်လေ ဲ့ဒီဒုတိယအကြိမ်ကြွလာတော်မူခြင်းအကြောင်းကိုဖော်ပြရမှာခရစ်တော်ဟာယေရုရှလင်အရှိတန်လွင်တောင်ပေါ်မှာယက်တန်နေတန်လွင်တောင်ဟာကွဲထွက်သွားလိမ့်မယ်ပြီးတော့မှယေရုရှလင်မြို့တော်ကြီးတဲကိုဝင်မယ်ဒါဟာအောင်ပွဲခံခြင်းဖြစ်တယ်ဆိုတဲ့သဘောကိုတွေ့ရပါတယ်ဒါကြောင့်အခုယေရုရှလင်မြို့တော်ကြီးတဲကို၃ချိန်ဝင်ရောက်ခြင်းဟာကားတိုင်းလမ်းကိုတွားပြီးတော့ကျွန်တော်တို့အတွက်အသွေးတော်ကိုသွန်းလောက်မယ်အသက်ပေးပြီးတော့အပြစ်တရားကနေကယ်တင်မယ်အောင်ပွဲခံခြင်းတဲ့ ကယ်တင်ရှင်မေတ္တာတော်ရဲ့တရုတ်ပြပွဲကြီးအဖြစ်ပဲကျွန်တော်တူးချင်းအနေနဲ့အလေးအနက်ယုံကြည်ယူဆတယ်လို့ပြောချင်ပါတယ်။ဗိမာန်တော်ကိုခရစ်တော်ကပရှင်စင်ကြယ်စေပြီးတဲ့နောက်ခရစ်တော်ကိုအကူအညီတောင်းခံတဲ့လူတွေရောက်လာပါတယ်။အငယ်၁၄အရထိုအခါဗိမာန်တော်၌မျက်စိကန်းသောသူခြေမစွမ်းသောသူတို့သည်အထံတော်သို့လာ၍သူတို့အနာယောဂါကိုငြိမ်းစေတော်မူ၏လို့ဆိုထားပါတယ်။ရှင်မသက်ကခရစ်တော်ရဲ့နောက်လိုက်တွေဘလောက်များတယ်ဆိုတာကိုဒီကျမ်းအဖြစ်အစဉ်တစိုက် ပေါ်ညွှန်းသွားခဲ့ပါလေအငယ်15နဲ့18အတွင်းမှာဆက်ပြီးတော့တွေ့ရတာတော့ကိုတော်ပြို့တော်မူသောအံဩပွဲအမှုတို့ကို၎င်းသူငယ်တို့ကလည်းဒါဝိဤသားတော်အားဟောရှနဖြစ်စေသတည်းဟုဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်းဂျပရောဟိတ်အကြီးကျမ်းပြုစရာတို့သည်ကြားမြင်နှင့်အမျက်ထက်ကြ၍ဤသူတို့သည်အဘယ်သို့ပြောဆိုသည်ကိုကြားသလောဟုယေရှုအားမေးကြလေသောငါကြား၏နို့သောသူငယ်တို့နှုတ်ထဲမှကိုတော်သည်ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟုသောစကားကို သင်တို့သည်တရားတခါမြမဖတ်ဘူးတော်ဟုမိန့်တော်မူ၏ထိုအခါသူတို့ကိုထားခဲ့၍မြို့ထဲမှထွက်ပြီးဖြင့်ဘေတနိရွာသို့ကြွ၍ထိုညကိုလွန်စေတော်မူ၏သူတို့ကိုထားခဲ့၍ထိုသူတို့ကိုထားခဲ့၍ဆိုရဟာဒီလူတွေကိုသူညှင်းပယ်လိုက်တဲ့သဘောပဲပြီးတော့မှကျွန်တော်ဆိုခဲ့တဲ့အတိုင်းဘေတနိရွာကိုထွက်သွားတယ်တဲ့ဒီတော့ရှင်မသက်ခရစ်ဝင်ကျမ်းမှာယေရုရှလင်ကိုသူရောက်တယ်ဆိုတဲ့ဖော်ပြတဲ့နေ့ဟာဒုတိယနေ့လို့ပြတ်ဆရည်လို့ရတယ် နောက်တနေ့ဟာတနင်္လာနေ့ဖြစ်လိမ့်မယ်။ရှင်လူကကျန်းတဲ့ကမြို့တော်ကိုဝင်သောနေ့ဖြစ်ပါလိမ့်မယ်။တတိယဝင်ရောက်မယ့်နေ့ဆိုပါတော့အသီးမဲ့သောအပင်ဆိုတဲ့ခေါင်းစဉ်နဲ့ဆက်ပြီးတော့လေ့လာကြပါစို့။ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး27အငယ်78 79မှာအခုလိုမြင်ရပါတယ်။နာနဲ့အချိန်၌မြို့သူပြန်စင်တွင်ဆာမွတ်တော်မူ၏။လမ်းသားမှာသင်္ဘောတဖန်းတွင်တပင်ကိုမြင်လျင်ထိုအပင်သို့ကြွသွား၍အရွက်ကိုသာတွေ့တော်မူသည်ရှိသော။ယခုမှစ၍အစင်မပြတ် ်သင်၌အပြီးမပြီးစေနှင့်ဟုမိတော်မူခြင်းထိုအပင်သည်ချက်ချင်းတွေးချောက်မီဒီကြမ်းချက်ကိုအမျိုးမျိုးဆွဲယူဘာသာပြန်ကြတဲ့အထက်မှာသင်မောသပန်းပင်ကိုဣသရေလနိုင်ငံနဲ့နှိုင်းရှင်ကြတာကိုဖော်ပြခြင်းပါတယ်ရုတ်တရက်ကြည့်ရင်တော့ဘာသာရေးအယူအဆကြီးကတော့ခီးနေအောင်သံမာနေပြီတကယ်လို့အကိုင်းတွေအခက်ကြီးချာနေပါရဲ့မသက်ခရစ်ဝင်ကျမ်းအခန်းကြီး24မှာဆက်ပြီးတွေ့လာရမယ့်အတိုင်းခရစ်တော်ကိုပယ်ရှောင်တဲ့နိုင်ငံ ကျင့်စဉ်နဲ့အစွဲအလန်းတွေထဲမှာနေမြုပ်နေတဲ့ဝိညာဉ်အသိမသိတဲ့အရာဝိညာဉ်အသက်ရှင်သန်ခြင်းမရှိတဲ့အရာမဟုတ်လို့ခရစ်တော်ရဲ့ချိန်စာနဲ့သင့်ပွားရခြင်းပဲဒါကြောင့်လဲ AD 290လောက်ကစပြီးဣသရေလသမိုင်းဟာလေရေလျံတာဖြစ်သွားလိုက်တာပထမကဘာစစ်လောက်ကျတော့မှအသက်ကလေးမြင်းမြင်းပြန်ရှုနိုင်နေစရာသမိုင်းတလျှောက်လုံးမှာအတိတ်ပဲပေါ်ပြထားတယ်ကျွန်တော်ပြန်ပြီးတော့သမိုင်းကိုပြန်ကြည့်လို့မြင်ရလိမ့်မယ်ဒါက ဓမ္မကျမ်းကရယူနိုင်တဲ့သင်ခန်းစာတစ်ခုဆိုတာတော့အမှန်ပါဒါပေမဲ့ခရစ်တော်ကိုဆန့်ကျင် ပုံကံတဲ့လူအသင်းတော်အဖွဲ့အစည်းတို့အားလုံးတွေဟာလေဒီကျင်းစာမျိုးအချိန်မရွေးသိနိုင်နေဆိုတာကိုကျွန်တော်တို့အလေးအနက်သတိပြုကြရလိမ့်မယ်ရှင်မသက်ခရစ်ဝင်အခန်းကြီး27အငယ်20တပည့်တော်တို့သည်မြင်လင်သင်ပေါ်သဖန်းပင်သည်ချက်ချင်းတွေးချောက်ပါပြီတကားဟုအံ့ဩ၍ဆိုကြ၏ဘလောက်ကြောက်เสียကောင်းနဲ့မြင်တွင်လဲ ်သူတို့မျက်စိအောက်မှာဖြစ်သွားပြီလေအငယ်27နဲ့22ကိုဖတ်ကြည့်ပါဦးယေရှုကလည်းငါအမှန်ဆိုသည်ကားသင်တို့သည်ယုံမှခြင်းနှင့်ကင်းသောယုံကြည်ခြင်းရှိရင်သင်ပေါ်သဖန်းပင်၌ပြုသကဲ့သို့သင်တို့ပြုနိုင်သည်သာမကထိုတောင်ကိုပင် နေရာမှရွေ့တော့ပင်လယ်၌ကျလုံဆိုရင်ဆိုသည့်အတိုင်းဖြစ်လိမ့်မည်ယုံကြည်ခြင်းပါလျက်ပထနာပြု၍ဆုတောင်းသမျှတို့ကိုသင်တို့သည်ရကြလိမ့်မည်ဟုမိန့်တော်မူ၏အဲ့ဒီလိုဆက်ပြီးတွေ့ရပြန်ပါလေ ဘလောက်ကောင်းတဲ့သွန်သင်ချက်လေယုံကြည်ခြင်းပါတဲ့စုတောင်းခြင်းရဲ့တကောအာနိသင်ဟာဘလောက်ခက်မြက်တယ်လဲဆိုတာကိုခရစ်တော်ပေါ်ပြထားပါတယ်အရင်ရှင်မသက်ကျန်နေတုန်းကလည်းမုံချင်းစေးလောက်ယုံကြည်ခြင်းနဲ့တောင်ကြီးကိုတောင်ရွေ့နိုင်ငယ်ဆိုတာကိုလူတွေကတေယောတော်တော်ငေါတတော်ပြောနိုင်ငယ်ဆိုပြီးကျွန်တော်ရှင်းပြခဲ့ပြီးပါပြီနော်ယုံမှားခြင်းမကိမဲ့နဲ့မုံချင်းစေးလောက်ယုံကြည်ခြင်းဆိုတာဟာဘယ်လိုစပြီးရှိနိုင်ပါလဲတန်တရားလုံးဝကင်းရှင်းတဲ့နှလုံးသားမှာသာ မုံရင်းစေးလောက်ယုံကြည်ခြင်းရှိနိုင်မှာပေါ့ပြီးတော့စာလံတည်ခြင်းမှာကြားရတဲ့ငါ့ကိုမဆခြင်းအကြောင်းဒီပေါ်ထွက်ရာတောင်ရိုးကိုငါမျှော်ကြည့်ဤကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံမှငါ့ကိုမဆခြင်းအကြောင်းဒီပေါ်ထွက်ရာဤဆိုတဲ့ဘုရားသခင်ရဲ့ဘုံတကိုးတော်ကိုဖော်ပြတဲ့တောင်ရိုးကြီးတွေကိုပင်လယ်ထဲဆွဲချဖို့တဲ့ဘုရားသခင်ရဲ့ဘုံတကိုးတော်ကိုအမှောင်လောကမှာထင်ရှားပြနိုင်ဖို့ဆိုတာကိုစဉ်းစားကြပါကြောက်မဲ့ဖွယ်အပြစ်တရားမှာအသက်ဆုံးရှုံးမှုကနေပြီးတော့ ထာဝရအသက်ကိုရနိုင်ခွင့်ဆိုတဲ့အံ့ဩစရာအကောင်းဆုံးနမိတ်လက္ခဏာကိုကိုယ်တိုင်လည်းမြင်ကြပါသူတစ်ပါးကိုလည်းဝေငှနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အပြည့်ရှာကြပြီဆိုတဲ့အခန်းကိုကျွန်တော်တို့ဆက်လက်ဟောပြောလိုပါတယ်အငယ်23မှာပါမိမှန်တော်သို့ဝင်ပြန်၍သုံးမဩဝါဒပေးတော်မူစဉ်တွင်ယေပရောဟိတ်အကြီးတို့နှင့်လူတို့တွင်အကြီးအကဲဖြစ်သောသူတို့သည်အထံတော်သို့ချဉ်းကပ်၍ကိုတော်သည်ဤအမှုများကိုအဘယ်အခွင့်နှင့်ပြုသနည်း ထိုအခွင့်ကိုအဘယ်သူပေးသနည်းဟုမေးလျှောက်ကြတော့တဲ့ရုတ်တရက်တော့ချိုးသားပေအောင်မဲနော်အမှန်တော့တကယ်ကြောက်เสียမေးကုန်မယ်ဘုံတကောအာနုဘော်တော်ကိုမဆန်းရဲဘူးမမေးရဲဘူးဒီအခွင့်အာဏာဘယ်ကလာကလေးလို့သာမေးတယ်ခရစ်တော်ရဲ့အဖြေကတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး27အငယ်24နဲ့26အထိပါပါတယ်ယေရှုကငါသည်တစုံတစ်ခုကိုမေးအောင်မည်သင်တို့ဖြေပြင်ဤအမှုများကိုအဘယ်အခွင့်နှင့်ငါပြုသည်ကိုငါပြောမည် ယောဟန်ကနှစ်ချင်းတရားသည်အဘယ်ကဖြစ်သနည်းဖျားကဖြစ်သလောလူကဖြစ်သလောဟုမေးတော်မူ၏ထိုသူတို့သည်အချင်းချင်းဆင်ခြင်၍ဖျားကဖြစ်သည်ဟုငါတို့ဖြေလျင်သင်တို့သည်ယောဟန်ကိုအဘယ်ကြောင့်မယုံသနည်းဟုသူမေးလေဦးမည်လူကဖြစ်သည်ဟုငါတို့ဖြေလျင်လူများကိုကြောက်ရ၏အကြောင်းမူကားလူအပေါင်းတို့သည်ယောဟန်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြ၏တော်တော်ရည်စရာကောင်းတယ်နော်သူတို့ကခရစ်တော်ကိုအပြစ်မဖြစ်ဖြစ်အောင် အမားတစ်ခုခုနဲ့မညှိစွန်းရင်ညှိစွန်းအောင် လိုက်ပြီးတော့အကွက်ဆင်မိတဲ့မိကုံးအခုခရစ်တော်ကပြန်မိတဲ့အခါကျတော့ကိုယ့်ဘာသာကိုပြန်ပတ်နေပြီလေတေးကြလားတစ်ခုကတော့ဒီကျမ်းသက်ကြီးတွေအနေနဲ့ယောဟန်လိုဘုရားသခင်အခွင့်အာဏာနဲ့တော့လုံးဝသူတို့ဆက်ဆက်လို့မပေးဝန်ဘူးအဲဒီလိုဆက်ဆက်လိုက်ရင်ခရစ်တော်ကိုဘုရားသခင်ခွင့်အာဏာရှိသူလို့ဆိုတာကိုသူတို့အလိုလိုလက်ခံပြီးသားဖြစ်သွားတဲ့သဘောမျိုးတက်ရောက်သွားမယ်မဟုတ်ဘူးလားအငယ်29မှာ တွေ့ရပြန်တယ် အချင်းချင်းဆင်ခြင်ပြီးမှအကျွန်ုပ်တို့မသိပါဟုယေရှုအားပြန်ပြောကြ၏ကိုတော်ကလည်းထိုအတူဤအမှုများကိုအဘယ်အခွင့်နဲ့ငါပြုသည်ကိုငါမပြောတဲ့တေဝေချာတွေးရင်တော့ဒါဟာခေတ်ကာလအလျောက်အေယာမပရိပက္ခကြီးတစ်ခုပါပဲသခင်ခရစ်တော်ဟာသူတို့ကိုဘယ်လိုဥပမာဥပမေယရတွေနဲ့အပြစ်တင်ရှုံချမယ်ဆိုတာကိုအခုဆက်လက်နားထောင်ကြည့်ကြပါဗာနှစ်ယောက်ဤဥပမာဆိုပြီးတော့ခေါင်းစဉ်တက်လိုက်ကြပါစို့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး ်အငယ်28မှ31အတွင်းတင်တို့သည်အဘယ်သို့ထင်ကြသနည်းတစုံတစ်ယောက်သောသူ၌သားနှစ်ယောက်ရှိ၏သားကြီးစီတို့တွား၍ငါသားယနေ့ငါစပြည့်ဥယျာဉ်သို့တွား၍လှုပ်ဆောင်တော်ဟုဆိုရင်သားကငါမတွားဘူးဟုပြန်ပြောတော်လေနောက်မှနောင်တရ၍တွားလေ၏အဖသည်အခြားသားစီတို့တွား၍ချင်းဤသူဆိုရင်သားကတွားပါမည်အဖသခင်ဟုဆိုတော်လေမတွားပဲနေ၏ ်ထိုသားနှစ်ယောက်တို့တွင်အဘယ်သူသည်အဖအီအလိုကိုဆောင်သမီးဟုမေးတော်မူလျင်လာကြီးဆောင်ပါသည်ဟုပြောကြတော့ယေရှုကလည်းငါအမှန်ဆိုသည်ကားအခွန်ခံတို့နှင့်ပြည်တစားတို့သည်ပင်တို့အရင်ဘုရားသခင်နိုင်ငံတော်သို့ဝင်တတ်ကြ၏ဆိုပြီးတော့ဖြစ်ပါတယ်အင်မတန်ရက်ဆက်တဲ့ဥပမာပါပဲကျမ်းသက်ဆရာကြီးတွေကို အခွန်ခံနဲ့ပြည်တစားလောက်တောင်မှကောင်းကင်နိုင်ငံတော်အတွက်ကုံတရေမရှိမထိုက်တန်တဲ့အဖြစ်မျိုးချိုးချလိုက်တာပဲမဟုတ်ဘူးလားအရင်တခ တနေကုန်အလုတ်လုတ်ပြီးတော့တနာကြီးလောက်အလုတ်လုတ်တဲ့လူနဲ့တန်းတူသာအခွင့်အရေးရတယ်ဆိုတဲ့ဥပမာတက်ပို့ပြီးတော့သိုးနေပြီလေကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9ငယ်18မှာလူမြည်ပြီကခရစ်တော်၌ရှိပြီအသစ်ပြုပြင်သောတတ္တဝါဖြစ်၏ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြ၏လို့ဆိုထားတယ်ခရစ်တော်ကဒါကိုလိုချင်တာကျမ်းစာကြီးတွေအလွတ်ရတာပရိညင်တွေရွတ်ဖတ်သရစေတာအာဂုံဆောင်နိုင်တာကိုသူမလိုချင်ဘူး ်အမှန်တကယ်ယုံကြည်ခြင်းနောက်တရရှိခြင်းအသစ်ပြုပြင်ခြင်းကိုသာသူကလိုချင်တယ်အဲ့ဒီလိုသာအသစ်ပြုပြင်ပါစေဒုတိယမွေးဖွားခြင်းကိုခံယူပါစေခရစ်တော်ဧကန်အမှန်လက်ခံမှာလည်းမလွဲဖြစ်ပါလေအငယ်32မှာကြတော့အကြောင်းမူကားယောဟန်သည်ဖြောင့်မတ်သောအကျင့်ကိုကျင့်၍တင်တို့စီတို့လာတော်လဲတင်တို့သည်မယုံကြည်ကြအခွန်ကန်နှင့်ပြည့်တစားတို့မူကားယုံကြည်ကြ၏ထိုအကြောင်းကိုတင်တို့သည်မြင်တော်လဲယုံကြည်၏အကြောင်းနောက်တစ်ဖန်နောင်တမရကြ သူတို့အတွင်းနှလုံးသဘောထားကိုပြီလို့ခရစ်တော်ကအခုလို့ရဲစက်ပြောချနေတာပဲနောက်ကန္တာတစ်ခုအဖြစ်ကြပြည့်ဥယျာဉ်နဲ့အင်ရှင်ဆိုတဲ့ဥပမာကိုဆက်ပြောပါဦးမယ်အငယ်33ကနေ41အတွင်းမှာပါပါတယ်အခြားသောဥပမာကိုနားထောင်ကြတော့အင်ရှင်တူဦးသည်ကြပြည့်ဥယျာဉ်ကိုစိုက်ပျိုး၍ဇောင်းရမ်းကိုလှုပ်ပြီးမှကြပြည့်သည်နေရာကျင်းကိုတူးလေ၏မိခိုးရာလင်းစဉ်ကိုလည်းတိဆောက်လေ၏လှုပ်ဆောင်သောသူတို့အားဥယျာဉ်ကိုငှား၍အခြားသောပြည်သို့သွားလေ၏ အပီးပြီးချင်းရောက်သောအခါအသီးကိုခံစေခြင်းကငယ်သားတို့ကိုဥယင်ဆောင်တို့ရှိရသူစေလွတ်လေ၏ထိုသူတို့သည်ငယ်သားများကိုဖမ်းပြီးဖြင့်တဦးကိုရိုက်၍တဦးကိုတတ်၍တဦးကိုခဲနှင့်ပြစ်ကြ၏နောက်တဖန်အရင်တည်းများသောအခြားငယ်သားတို့ကိုစေလွတ်ပြန်ဖြင့်ဥယင်ဆောင်တို့သည်ရှင်းနည်းအတူပြုကြ၏နောက်ဆုံးတွင်ဥယင်ရှင်ကထိုသူတို့သည်ငါသားကိုအားနာကြနိုင်မည်ဟုဆို၍မိမိသားကိုစေလွတ်လေ၏ဥယင်ဆောင်တို့သည်သားကိုမြည်လင်ဤသူသည်အမွေခံဖြစ်၏လာကြ ူကိုတတ်၍သူ၏အမွေအဥ္စာကိုယူကြကုန်အပ်ဟုအချင်းချင်းတိုင်ပင်၍ဥယျာဉ်ရှင်၏ပါးကိုဖမ်းယူပြီးမှဥယျာဉ်အပြင်သို့ထုတ်၍တတ်ပြစ်ကြ၏သို့ဖြစ်လျှင်ဥယျာဉ်ရှင်သည်လာသောအခါဥယျာဉ်ဆောင်တို့ကိုအဘယ်သို့ပြုညီမည်ဟုမေးတော်မူ၏ပရိသတ်တို့ကလည်းထိုလူဆိုးတို့အားသိုးသောဖြစ်စည်းခြင်းကိုစီရင်ပါလိမ့်မည်အသီးသီးချိန်တွင်အသီးကိုဆက်အံသောငါအခြားလူတို့အားထိုဥယျာဉ်ကိုငှားပါလိမ့်မည်ဟုပြောကြ၏ဒီဥပမာမှာကတော့ ဘုရားသခင်ဆိုတဲ့ဥယင်ပိုင်ရှင်ကြီးနဲ့နောက်ဆုံးမှာဆေလွတ်လိုက်တယ်ဆိုတဲ့ပါဖြစ်ခရစ်တော်ကို ပမာဆောင်ပြထားပါတယ်။အဲ့ဒီသားတော်ကိုတောင်မှလောဘဇောတက်သွက်ဝင်ခဲ့သူဥယင်ဆောင်ဆိုတာတွေကတော့ခရစ်တော်ကို လုံးဝလက်မခံအင်မတန်မာကျောတဲ့နှလုံးသားရှိသူဣသရေလကိုပုံဖော်ပြထားပါတယ်။အသီးကိုဆက်အံ့သောကတခြားလူတို့ဆိုတာကတော့အမှန်တကယ်အနန္တတကောရှင်ဘုရားသခင်ကိုလက်ခံယုံကြည်သူအလုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။ အသီးသီးချိန်တွင်အသီးကိုဆက်တယ်ဆိုတာကတော့ဒီဖျားသခင်ရဲ့အမိန့်တော်ကိုသစ္စာနဲ့နာခံခြင်းပဲဖြစ်ပါတယ်။နှုတ်ကပတ်တော်ကိုအစဉ်အမြဲလိုက်လျှောက်နာယူခြင်းသဘောကိုဖော်ပြပါတယ်။အခန်းကြီး27အငယ်42မှ43ယေရှုကလည်းတိုက်ကိုတီလို့သောသူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တောင်းအထွတ်အပြားသို့ရောက်ပြန်၏။ထိုအမှုသည်ဖာဝေယဖျားပြုတော်မူသောအမှုဖြစ်၏။ငါတို့မျက်မှောက်၌လည်းအံ့ဩပွေဖြစ်၏။ ်ပူသောစကားကိုကျမ်းစာ၌သင်တို့သည်တယံတခါမျှမဖတ်ဘူးသလားထို့ကြောင့်ငါဆိုသည်ကားဘုရားသခင်နိုင်ငံတော်ကိုသင်တို့မှနှုတ်၍နိုင်ငံတော်၏အသီးအာပြီးအံ့သောအမျိုးအားပေးရလက်တန်။ကောင်းကင်နိုင်ငံတော်ဆိုတဲ့နေရာမှာဘုရားသခင်နိုင်ငံတော်လို့ခရစ်တော်ကသုံးလိုက်တာကိုကြားရမယ်နော်။ပိတ်ကျပြန့်သွားပြီ။ဒီနိုင်ငံတော်ဟာဣသရေလအတွက်ကြီးကြီးကြီးလေးတယ်လား။မဟုတ်တော့ဘူး။နိုင်ငံတော်၏အသီးအာပြီးအံ့သောအမျိုးကိုပေးမယ်တဲ့။ ဒါဘာကိုဆိုခြင်းတလေရှင်ပေထီဥဩဝါဒစာပထမဆုံးခန်းကြီး2အငယ်6ကိုကြည်ပါ ရွေးချယ်တော်မူသော အမျိုးမင်းစည်းစိမ်ရှိသောအမျိုးတန်ရှင်းသော လူမျိုးပိုင်တိုက်တော်မူသောအပေါင်းအသင်းတည်းအဲ့ဒါတခြားတော့မဟုတ်ဘူးတန်ရှင်းတဲ့အသင်းတော်ကိုဆိုလိုက်တာပါပဲအငယ်44အကျဉ်သူသည်ထိုကြောက်အပေါ်သို့ကြာ၏ထိုသူသည်ကျိုးလက်တတ်အကျဉ်သူ၏အပေါ်သို့ထိုကြောက်သည်ကြာ၏ထိုသူသည်ညက်ညက်ကြေလက်တတ်ဟုမိန့်တော်မူ၏ မရဏနိုင်ငံဤတကားတို့သည်မနိုင်ရာဆိုပြီးအသင်းတော်ရဲ့တိုက်မြစ်ခိုင်မှမှုကိုခရစ်တော်ပြောခဲ့တာမှတ်မိကြပါဦးမယ်ခင်ဗျာလေအသင်းတော်ဟာကြောက်ဆိုင်ကြောက်သားဖြစ်တဲ့ခရစ်တော်အပေါ်မှာအမှန်တည်ဆောက်ဖို့သာလိုအပ်ပါတယ်သူ့ရဲ့ခိုင်ကန့်မာကျော်မှုနဲ့သာဝရအသက်ကိုပေးစွမ်းနိုင်မှုဟာအမခန့်လိလိရှိပါတယ်ဂျမဖဲခရစ်ဝင်ကျမ်းအခန်းကြီး27ရဲ့ဤကုန်းအချက်များကတော့ထိုဥပမာစကားများကိုဂျိဘရောဟိတ်အကြီးနဲ့ဖာရိရှဲတို့သည်ကြားရနေတယ် မိမိတို့ကိုယီဆောင်၍ဟောပြောတော်မူသည်ကိုသိကြ၏ကိုတော်ကိုဖန်ဆီးခြင်းကရှာကြံတော်လဲစုဝေးသောသူများကိုကြောက်ကြ၏အကြောင်းမူကားထိုသူတို့သည်ကိုတော်ကိုပရောဖက်ကဲ့သို့ထင်မှတ်ကြ၏ခရစ်တော်ဘက်ကယက်တည်တဲ့လူတွေကခရစ်တော်ကိုပရောဖက်အဆင့်လောက်မှာပဲကျင်းတ်နေပေမဲ့အဲ့ဒီအဆင့်လောက်ကျင်းတ်နေတဲ့လူအုပ်ကိုပဲယစ်ပရောဟိတ်နဲ့လူအကြီးကြီးတွေကလည်းကြည်ပြီးကြောက်နေကြရပါတည်းလိုက်လေလိုက်ပါပြီလို့ဆိုရမှာပါခင်ဗျာနောက်တစ်ချိန်စီစဉ်မှာဖျားရှင်ရဲ့နှုတ်ကပတ်တော်များ ခရိယန်သမားကျမ်းရဲ့ဓမ္မသစ်ကျမ်းပိုင်းတွေကရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး22ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်။